အလုံးမင်္ဂလာပါဘီယန်ဆယ်ဆင်းအာဆင်နယ်နေကျူးစလိုက်ပါတယ်အကျွန်တော်အခုပြောပြသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့မင်းညားကကစားခဲ့တဲ့အာဆင်နယ် C PSG 1ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အနေငယ်ပြောချင်တာလေးရှိလို့ပေါ့နော်ဟိုဥပမာရင်းပြောရရင်တော့ဒါကိုအတင်းရှုံးတဲ့အတွက်ပြောဖို့အတွက် move မပါဘူးဒါပေမဲ့ဒီတချို့တင်းနေတချို့ဒီသုံးသက်ချက်တွေ clown ရှင်တွေသုံးသက်ချက်တွေနားထောင်ပြီးရဲ့အချိန်မှာဒါပြောချင်တာလေးနဲ့အနေငယ်ပြန်ပြီးတော့ပေါ်လာတဲ့အတွက်ပြောချင်တဲ့လေးပေါ်လာတဲ့ပြန်ပြီးတော့လှုပ်လိုက်ရခြင်းဖြစ်ပါတယ်ဟိုအဓိကပြောချင်တာကတော့ဟိုအခုလက်ရှိဒါ ဆိုရှယ်မီဒီယာမှာရောကျွန်တော်တို့ဒီကလောင်ရှင်တွေရဲ့သုံးသက်ချက်တွေမှာရောအာဆင်နယ်အသင်းရောအာဆင်နယ်နီးပြအထီထားပါကျွန်တော်ပွဲရှုံးတာမှန်ပေမဲ့သူတို့နဲ့ထိုက်တန်တာထက်ပိုတယ်ပေါ့နော်မထိုက်တန်တဲ့ဒါကျွန်တော်တို့ဝေဖန်မှုတွေခံနေရလို့မို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဟိုထားပါဆိုဒီတခြားကျွန်တော်တို့တမန်ငါရှန်ကဖန်နေပါတယ်ကအာနောက်ပြောင်းစကြတာကြီးထိုးကြတာကြီးတော့ကျွန်တော်အစိမ်းမထည့်ပါဘူးဒါကဘောလုံးရဲ့ဒါတဘာဝပဲဒါပေမဲ့တချို့ အဲတကယ်ဒီအတွေ့အကြုံရှိပါတယ်အဲတကယ်ပညာရှိပါတယ်တကယ်ဒါဒီနေပင်မှာတမတ်တမတ်ကြပါရဲ့ဆိုတော့ဟိုကလောင်ရှင်နေပြည်ရင်းပြပကလောင်ရှင်နေကအစဒါလုံအောင်မမြတာတဲ့ဝေဖန်တန်နေနဲ့ဒါအာဆင်နယ်ကိုထိုးနေနေကြတွေ့ရကြကျွန်တော်လုံအောင်ဟိုဒီတိုင်းလဲမထားလိုက်ချင်တာနဲ့ပြောလိုက်တာပါအဓိကတော့ဗာလဲဆိုရင်တော်မင်းများပြောကြတော့ဒါပထမဆုံးတစ်ခုကတော့ဒါအာဆင်နယ်နီးပြအာဒီတာနဲ့ဒါလူးဝစ်အန်ရီကဟို အတွေ့အကြုံကွာတယ်ပေါ့နော်ဒါဒီအဆင့်ရောက်လာပြီမဲ့ဒါဒီဆင့်အတွေ့အကြုံစကားပြောသွားရလာလူတွေလာပြီဆိုရင်ဟိုအတွေ့အကြုံအတွေ့အကြုံတဘာတဘာဒါပဲပြောကြတယ်ဆိုတော့အဲ့ဒါဆိုရင်အဲ့လိုမျိုးအတွေ့အကြုံကွာတယ်ဆိုရင်အတွေ့အကြုံကွာလို့ရှုံးနေပေါ့ဒါအကြောင်းရင်းတစ်ချက်ကအဲ့လိုအတွေ့အကြုံကွာလို့ရှုံးနေဆိုရင်ဘာလို့မို့လို့ဒါပထမတစ်ခါတွေ့တုန်းကဒါအာဆင်နယ်ကဒီအန်ဝစ်ကိုပဲ2-0နဲ့အနိုင်ယူနိုင်ခဲ့ရလဲမေးခွန်းထုတ်စရာရှိတယ်အဲ့လိုပြောရရင်ညလူတွေကပြောကြမယ် အာဒါ PHG ကအဲ့တုန်းကလူမဆုံသေးဘူးဒမ်ဘီလီလူလည်းမပါသေးဘူးအခုဒါကာဗရာခီလီယာကိုလည်းမပါသေးဘူးလူမဆုံလို့မအဆင်နိုင်ခဲ့တာဟုတ်ပြီအဲ့လူမဆုံတဲ့အချိန်တော့လည်းအာဆင်နယ်မှာလည်းတကယ်အဓိကအသင်းကောင်းဆောင် OD ကမပါနိုင်ခဲ့ဘူးအခုပွဲစဉ်မှာဆိုရင်လည်း PHG ကချိန်ကြီးလူအစားပြောတယ်လုံးဝ PHG မှာလုံးဝ every single player available ရှိသမျှ PHG အသင်းထဲမှာရှိနေတဲ့လူတိုင်းကအကုန်လုံးကစားလို့ရတဲ့အနေအထား ပွဲပယ်မရှိဘူးဒဏ်ရာမရှိဘူးဖြားတာနာတာမရှိဘူးအကုန်လူစင်းကိုစိတ်ကြိုက်ထုံနိုင်တဲ့အနေအထားဒါပေမဲ့အာဆင်နယ်မှာကတကယ် main player အသင်းကြီးရစီနီယာကစားသမား6ယောက်ထိကိုဒဏ်ရာနေရယ်ဒါဟုတ်ကြတော့ထဲ့မပြောကြဘူးပထမကြတော့အာဆင်နယ်နိုင်တော့ကြတော့ PSG ကလူမဆုံးလို့အခု PSG ကနိုင်တော့ကြအာဆင်နယ်က6ယောက်ထိဒဏ်ရာနေရအောင်ထဲ့မပြောဘဲနဲ့ဒီနေပြရဲ့အည်တွေးတွေကွာတယ်အတွေ့အကြုံတွေကွာဒါမှမဟုတ်တဲ့ခါလေးလာပြောနေပြောချင်ရင်ဒါတမတမကြကြပြောကျွန်တော်ပြောချင်တာသိရမလား ဟိုအာဆင်နယ်ဘာတန်ရကနေတုံတန်လူတွေမဟုတ်ကာဗီယာမဂါဟေးစ်တို့အထောင်ဆိုအထောင်တိုက်စင်မှုနှစ်အောင်လုံးဂျော်ဂျင်ညိုဒါကလာဖီယိုရီဒီထူမီယာစုတကယ်စီနီယာကစားသမားတွေတုံးလို့ရတဲ့ကစားသမားတွေကြီးပဲဖြစ်နေရအဲ့လိုအနေထားကိုကြာလူရထက်မပြောဘဲနဲ့ရှုံးပြီဆိုရင်ဒါတဘာကြောင်းမို့လို့ဒါအာဆင်နယ်ရအတွေ့အကြုံမရှိသေးဘူးဒါတွေပဲထခါထခါလေးရပြီးတော့ဒီပွဲကရှုံးနေဆိုတာကလည်းရှင်းပြရင်မာဂျင်လေးပဲဒီဂိုးရလက်ကိုဖယ်ကြည့်လိုက်မယ်ဆိုရင်အဆက်ဆက်ရအာဆင်နယ်ကတားခဲ့တယ်ကျွန်တော်ပြောချင်တာ PSG အဓိကတာသွားတာပထမပိုင်းမိနစ်30လောက်မှာပဲ PSG ကတာသွားတာနောက်ပိုင်းပွဲစဉ်မိနစ်60လောက်အာဆင်နီကပဲဒါအဆိုးမှုထားခဲ့တာကျွန်တော်ဒါပွဲကြည့်လိုတိုင်းတည်းကျွန်တော်အနေနဲ့ကတကယ်ကိုကိုတင်ရရှုံးတော့ကျွန်တော်လည်းကိုတင်ကိုပြစ်တင်ပါတယ်ဒါပေမဲ့ဟိုအရင်လူတိုင်းပြစ်တင်နေရတော့တဲ့အထိဆိုးသွားနေတာမဟုတ်ဘူး expected goal မှာဆိုရင်အာဆင်နီက1.60ရှိတယ် PSG က1.1ပဲရှိတယ်1.1မှာတော့တကူကိုကွာ1.6ဆိုပြီးတကူမှမကိုပြောချင်တာဒီအခွင့်အရေးလေးတွေက margin လေးကိုအခုတံပီးလီရှူးသွားတဲ့လုံးဆိုရင်ကျွန်တော်ဘလို့မ ဘယ်လိုပြောမလဲဟိုအာဆင်နယ်ရဲ့ဒီအခု top set တို့မာတင်နယ်လို့လို့မျိုးတောင်မပိုင်ဘူးဒမ်ဘီလီကိုးသွားတယ်လုံးမမပိုင်ရင်မဲ့တကယ်တောင်းကြပြီးတော့ကိုးသွားတာတကယ်သူ့ထက်ပိုင်နေမာတင်နယ်ရို့ထောက်ဆက်တို့လွဲတယ်အဲ့လိုပဲပြဲချင်မှလည်းဒါဒမ်ဘီလီထက်ပိုင်နေဒါဘာကိုလာတို့ဒါကွန်ဆာလိုရာမို့စ်တို့အခွင့်အရေးရတယ်ပဲသူလည်းဖြုံးတိဖြစ်တယ်ပြောချင်တာဒါလေးတွေကဒီဂိုးတွေကမာဂျင်ပေါ်မှာပဲရှိကျွန်တော်ပွဲတလုံးတပွဲလုံးနဲ့ခြုံကြည့်မယ်ဆိုရင်အာဆင်နယ်ရဲ့ခြေစွမ်းအဲ့လောက်ထိဆုတ်ပြတ်တက်နေရတော့မဟုတ်ဘူးဒါကတော့ဒါအာဆင်နယ်ဘက်ကကာပါ ပြောပြချင်တာပေါ့အဓိကကိုဒီအတင်းကိုနီးပြကိုကိုကစားသမားတွေဒီလောက်ထိဒီဝမ်းကြီးလောက်လေးရှုံတာလောက်လေးနဲ့ဆူဆူဆူရွာရွာလိုအပ်ထပ်ပို့ပြီးတော့ဒါဝေဖန်တိုက်ခတ်နေကြတဲ့ဟာတွေကိုကျွန်တော်ဒါပထမဆုံးကာပါလို့ပြီးပြောချင်တယ်။နောက်တစ်ခုကတော့ကျွန်တော်ပွဲနဲ့ပတ်သက်ပြီးပြောမယ်ပေါ့။ဆိုတော့ပထမဆုံးဂိုးနဲ့ပတ်သက်ပြီးပြောရရင်တော့အာဆင်နယ်အနေနဲ့ကအဓိကတရားခံပါတီပဲ။ပါတီမပါနိုင်တာပြဿနာ။ပါတီမပါနိုင်တဲ့အတွက်အာဆင်နယ်ရဲ့ structure တွေအကုန်လုံးက ဖြုတ်ဖျဲဖြစ်သွားတယ်တကယ်အားသာနေတဲ့နေရာတွေကအာရော့သွားတယ်ဥမထားပါဆိုပါတီမပါနေတာတနေရာတည်းမှန်ပေမဲ့အဓိကအာရော့သွားတာသုံးနေရာတိဖြစ်သွားတယ်ဘာလို့လဲပါတီမပါနေတဲ့ declarations ကပါတီနေရာကိုဆင်ခံရတယ်အဲ့အတွက် declarations ကကောင်းတာမှန်ပေမဲ့ပါတီလောက်ထိရောပါတီရဲ့နေရာနဲ့ဆင်ခံပိုင်ဖို့မှမကောင်းဘူးဘာလို့ဆိုတော့ तू အမြဲတမ်းကစားနေရတာက left number အရုံမှာဖြစ်တဲ့အတွက်ပါတီနေရာကိုလုံးဝကြကြဝင်ကြကြီးမကစားနိုင်ဘူးဒကနာရိုက်စနေနေသူစူးစမ်းပေမဲ့ပါတီလောက်ကြီးထိဟိုအရန်ကြီးကိုလင်မလာတကယ် ဒါ face side ကြာမနေဘူးသူရဲ့ position တွေကအဲ့တော့အဲ့နေရာမှာလည်းအနေငယ်အားနေသွားတယ်အဲ့လိုမျိုးပဲ Declan Rice ကပါတီနေရာဝင်ရပြီ Declan Rice နေရာကိုဝင်လာတဲ့ Merino ကလည်းကောင်းတာမှန်ပေမဲ့ Declan Rice ဒီအဲ့ left number 8လို့မှမကောင်းဘူးအဲ့နေရာမှာလည်းအားနေသွားတယ်အဲ့လိုပဲ Merino နေရာကိုဝင်ကန်ရတဲ့ထော့ဆက်ဆိုရင်လည်းအတိအသားအကွာကြီး Merino နဲ့အခုဝဲကန်သွားတာဘာမှမလုပ်နိုင်နိုင်ဘူးအဲ့တော့ကြာပါတီတယောက်တည်းမရှိနိုင်မရှိလိုက်တဲ့အတွက် Arsenal က ၃ယောက်စာလောက်ရော့တယ်လို့ခန်းစားတော့ရတယ်၃နေရာကြီးပြောဖြစ်ရှင်တာဖြစ်ရှင်တော့ကြတော့မပါတီမရှိလဲချောချင်းယူစာရှိခဲ့မယ်ဆိုရင်တယောက်အဲ့တနေရာလေးပဲအရော့ခံပြချောချင်းယူအဲ့နေရာထည့်လိုက်အကျင်းနဲ့တနေရာဒါသူ့ဟာနဲ့သူပုံမှန်တိုင်းအလုပ်ဖြစ်အောင်မှာဒါပေမဲ့အခုအနေထားချောချင်းယူကလည်းထည့်လို့ထည့်သုံးလို့မရနိုင်တဲ့အတွက်ပါတီနေရာကိုတကယ်လို့ဆင်းမဖြစ်မှာဖြစ်တဲ့အတွက်အဲ့တကယ်လို့နေရာကိုလည်းမယ်ရီနိုဝါဆင်မယ်ရီနိုရဲ့နေရာကိုချော့ဆက်ကဝင်ရင်းနဲ့၃နေရာကြီးထိရော့သွားတဲ့အာဆင်နဲ့ဒါပြဿနာပဲအခုဂိုးပေးလိုက်ရတဲ့ဂိုးမှာအဲ့ဒါအဓိကပြဿနာဖြစ်တော့လဲဆိုရင်တကယ်လို့ရှိနေမယ်ရီနိုနဲ့ ဒါကျွန်တော်တို့က present စတက်တဲ့အချိန်မှာစလုပ်တဲ့အချိန်မှာဟိုနားလည်မှုလိုရဆိုတာထက်တို့ဒီမကြင်ညက်တာပေါ့တို့ရဲ့ position နဲ့ဒီ position position တက်တဲ့လမ်းကြောင်းကိုမကြင်ညက်မကြင်ညက်တဲ့အချိန်မှာတို့နှစ်ယောက်ကြားထဲမှာ passing line ကြီးကပွင့်နေ passing line ကြီးကပွင့်နေအဲ့ဒါကိုဒါအမေကဒါတော်တော်ကောင်းပါတယ်တမ်ပီလီတီတီရဲ့တမ်ပီလီက drop တီဆင်းလာပြီးတော့အဲ့ passing line ကနေမလူလူမဲ့တဲ့စီကနေလှန်တောင်းနေမြို့မဲ့ကတိုင်းကြီးပေးလိုက်တဲ့အချိန်မှာအလူကြီး ရသွားလိုက်တဲ့အချိန်မှာအာဆင်နယ်ပရက်ဇင်တက်ထောက်နေတဲ့ရှေ့ရကွင်းလယ်၃ယောက်နဲ့တိုက်စစ်၃ယောက်က၆ယောက်လုံးကြံခဲ့ပြီးတော့နောက်မှာကိုသူမတစ်ယောက်နဲ့နောက်တန်း၄ယောက်ပဲဒီ PSG ကြံခဲ့တယ်အာဆင်နယ်ကအမှ PSG ကအမှအကုန်လုံးကြံနေတဲ့တိုက်စစ်ဆင်တဲ့အချိန်မှာအာဆင်နယ်ကကစားသမားတွေအကုန်လုံးကဖီယိုဖီယဲနဲ့နောက်ကိုပြန်ဆင်းရင်းနဲ့ဖီယိုဖီယဲဖြစ်သွားတဲ့အချိန်မှာဒါ area တွေမှာပေါ့နော်ဒါကိုဒီနေရာတွေမူမမှန်ဖြစ်ပြီးတော့ဒမ်ဘီလီကဒါအတုံးချသွားတယ်ပေါ့ဒါအိုက်ကိုပေါ့အဓိကတော့အိုက်ကိုကဒမ်ဘီလီကောင်းတာပါညာမှန်ပေမဲ့ အဓိကအဲ့ပါတီမရှိကြီးရန်နေစတဲ့ဒါအကျိုးဆက်တွေပဲအဲ့လိုပဲကျွန်တော်တို့ပထမမိနစ်30အထိကိုအာဆင်နယ်ကဘယ်လိုပြောရမလဲဆိုရင်အာဆင်အာဆင်နယ်ရဲ့ best accuracy က900ခန့်လုံးပဲရှိတယ်တိကျမှုကဒီ PSG ရဲ့ best accuracy က900ခန့်လုံးတိရှိတယ်မိနစ်30အထိပြီးထိချက်တွေကလည်း PSG နဲ့၄ဆလောက်กว่าတယ်အာဆင်နယ်ရဲ့ထိချက်100ဆိုရင် PSG ထိချက်400လောက်ဖြစ်အဲ့လိုမျိုးပေါ့၄ဆလောက်ထိกว่าတဲ့အနေထားအဲ့ဘာလို့လဲဆိုရင်လည်းပါတီမရှိလို့ပဲအဲ့ဒါလည်း ်ပါတီမရှိရဆိုတာထက်ဟို PSG ရဲ့ဒီအာဆင်နယ်ဟိုဘယ်လိုဘယ်လက်ဘယ်လက်တယ်လဲအာဆင်နယ်ရဲ့ကစားဘယ်ကစားသမားတွေအားနယ်လဲဘယ်ကစားသမားတွေအားတာလဲဘယ်ပေါက်ကိုပိတ်ရင်ရမလဲဆိုတဲ့ဒီစနစ်ပိုင်းချိန်ညှမှုကြောင့်လဲပါတယ်ဒါအန်ရီအန်ရီကိုတော့အဲ့တခုတော့ချီကျူအောင်ဘာလို့လဲဆိုရင်အာဆင်နယ်ဘယ်လက်စတဲ့တဲ့အချိန်မှာကျွန်တော်တို့အမြင်ကြည့်လိုက်ပါ PSG ကဟို present နေလုံးဝဟိုအပြင်းထန်ဖိအားပေးတာမှတ်မိမဲ့သူမပေးတဲ့၃ယောက်လည်းရှိတယ်အဲ့၃ယောက်ပြောလဲဆိုရင် ဒေးဗစ်ရော်ယာရဲ့ဆာလီဘာရဲ့ဒီခီဗီရောရဲ့ဒီ၃ယောက်စီဘောလုံးရနေ PSG ကတိတ် present မလုပ်ဘူး၃ယောက်တည်းလွတ်ထားမင်းတို့တောင်းထဲပဲကန်အဲ့လိုမျိုးဒါမဲ့အဲ့တောင်းကနေပေးမဲ့လူတွေကိုတော့ PSG ကအများကြီးပိတ်ထားတယ်အခုအလဲမှာဆိုရင်ကျွန်တော်တို့ကဒဂရဝဲရှိမယ်ပြီးရင် scale ရဲ့ inverted row နဲ့ကျွန်တော်တို့ပြိုင်ဖို့လာပြီးတော့ဒါပေါ့ပူပေါင်းတယ်ပြတဲ့တဲ့အချိန်မှာအဲ့ဒီ၂ယောက်ကို PSG ကဒမ်ဘီလီရဲ့ အများသောအားဖြင့်ဒါ Nivea ဆီရပေါ့ကျွန်တော်ဘာလို့ Nivea ဆီရတက်ထောက်ထားတဲ့အတွက်ပေးလို့မရအောင်အနှစ်ယောက်ကိုအဲ့လိုပဲဒီဒီဘက်မှာရှိနေတဲ့ flank ဘက်မှာရှိနေတဲ့ကျွန်တော်ဒီတင်ပါကိုလည်းဒီ Crabilla က Crabilla လား Cabra Clia ကကျွန်တော်ပိတ်ထားတယ်ပိတ်ထားတယ်သူ့ကိုလည်းပေးလို့မရအဲ့တော့ကြတော့ဟို Arsenal ပေးတဲ့ Davy ဆိုရင်ဒီ Saliba ရဲ့ကိုသမား David David Royal ရဲ့ခီဗီရောရဲ့တော်တော်ထဲပဲပုံနေရတာအဲ့တော့သူတို့ကတော်တော်ထဲ ပုတ်တာကြာလာလို့မို့ရှေ့ကိုကန်တင်ပြီဆိုရင်လေကို့ရှိမှာအမြင်ပေါ်အာတာရည်ဆိုဘယ်လိုရှိလဲချော့ဆက်ပုပုကွာနေတာပဲဘလို့မှအမြင်ပေါ်မလုံးနိုင်ဘူးအဲ့ကြောင့်ရဲကြီးကဒါကိုတီးရတဲ့အတွက်အကယ်၍အဲ့နေရာသာထော့ဆက်နေရတာမရီနိုကရှိနေမယ်ဆိုရင်မရီနိုဆက်လှမ်းတင်မယ်ဆိုရင်အာဆင်နယ်စကန်ဘောတွေကပြောင်းလဲလို့ရနိုင်ပေမဲ့ပြည့်ကြတဲ့ဒါကိုတီးရတဲ့သူတို့ဒီ၃ယောက်ထဲမှာမလုံးနိုင်ရှေ့ကိုတင်ရင်လေသူတို့ရမှာတီးရတဲ့အတွက်အဲ့တိုင်းပဲကစားခဲ့တယ်အဲ့ရှင်မှာနောက်ပိုင်းမှာနည်းနည်းပါးပါးဒါအာတီတာတို့ပါကိုတီးလို့နေမှာပေါ့ နည်းနည်းပြုတ်ပြင်လာတာပါလဲဆိုရင်နှစ်ယောက်ထဲနဲ့ဒါအကွင်းလေရတောင်းတာများတော့တဲ့အချိန်မှာကျွန်တော်တို့မယ်ရီနိုကပါနောက်ထပ်ဆင်းပြီးတော့ကွင်းလေမှာ၃ယောက်မှာသွားတောင်းနေချိန်မှာမယ်ရီနိုစီကနေတစ်ချက်တစ်ချက်ပြင်ပြင်ပြီးတက်လာရရှိတယ်။အဲ့ဒီမှာအိုရီဂက်ကိုပြောစရာရှိရအိုရီဂက်ကညံ့တာလဲမှန်ပေမဲ့အိုရီဂက်ကိုဒီ Fabian Ruiz ကလုံးဝအလိုမပေးဘူးမမ်းမာကင်ကိုကတ်ထားတာတော်များများမှာ Fabian Ruiz ကဟိုအိုရီဂက်နဲ့စာကနေကြားထဲမှာသူကနှစ်ယောက်လုံးကိုလိုက်ကက်လို့ရတဲ့အနေထားကိုအမြဲတမ်းအကွာအဝေးမှာရှိနေတာကိုကျွန်တော်တွေ့ရတယ်။ ်အထူးသဖြင့် OD ကကိုပိုကတ်တယ်စာကောက်ကြတော့ကျွန်တော်အရှိရ clear ဆင်းပြီးတော့ဝင်ဝင်ပြီးတော့ဒါလုပေးတဲ့အတွက်စာကောက်တော့တုံတုံအလောက်ကြီးမကတ်ဘူးထားပြီးမဲ့ तू က OD ကကိုအမြဲအရေးလိုမျိုး like ကတ်နေတယ် OD ကနေနဲ့လည်းဘာမှလုံးမရလဲပါတယ်အဲ့တော့ तू ကသူညံ့တာတစ်ပိုင်းပေါ့နော်အဲ့လိုမျိုးနဲ့ Arsenal ကလုံးဝဒီ better play မှာလည်းအသေးရွာတယ်ဒီတိုက်စစ်ပြီးတော့နောက်တစ်ခုကဟို PR ပေါ့ PR ဆိုတာကျွန်တော်ပြောချင်တာကဒီ Arsenal ကိုအဓိကမကြိုက်တာကအဲ့ဒါပဲလူပြောများတာလည်းဖြစ်တာ ဟိုဖီအားတန်ကို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 တဲနေတာအစင်းတွေကရှင်းရင်းပြောရင်ကိုကဟိုဖီအားတန်မခံချင်အန်ဒါဒော့လိုပုံစံမျိုးနဲ့ကို့မှာတကယ်ချန်ပီယံလိမှာအောင်မြင်မှုလည်းမရှိဘူးပြည့်ကြုံနေလည်းအရင်ကြီးမရသေးဘူးအဲ့အချိန်မှာကိုကအန်ဒါဒော့အနေနဲ့နေရမှာအန်ဒါဒော့အနေနဲ့နေရင်ဖီအားကအဲ့ဒီဒီအပေါ်အသင်းထက်အများကြီးတက်တာလေအဲ့အချိန်မှာအဒီတာကဖင်ရပြီးတော့ဒီရှင်းကတ်တွေယူခဲ့ပါဖနက်တွေယူခဲ့ပါဘာမှပြောကြမလို့အာဆင်နယ်ဖန်တွေလောက်အားပြီးတော့အာဆင်နယ်ဖန်တွေပဲရှိရေကျွန်တော်တို့ဒါအနည်း20ကျော်လောက် တကယ်အဓိကဖလားကြီးမရဘဲနဲ့တောင်ဒီလောက်ထိအယူမူအားပေးနေကြအာဆင်နယ်ဖန်တွေပဲရှိတယ်ဒီလောက်အားပေးနေရ၃နှစ်သက်တိုက်ဖလားမရလဲနဲ့အဆင်စနစ်ရလဲအာဆင်နယ်ဖန်တွေပဲဒီလောက်အားပေးနေအဲ့ဒါကိုဖင်ရပြီးတော့ပို့ပြီးတော့ဒါဖနက်တွေပဲပြောဘာမှမလိုတဲ့တဲ့စကားတွေတော့ပြောတော့ပြောတော့အဲ့ဒါတွေကပွဲစ၃မိနစ်ရှိတယ်ကိုကကိုယူရှုခံရတဲ့အချိန်မှာအမအဲ့ပြသွားရကိုကိုကဖင်မနိုင်ပဲကြီးရင်စားတာကြီးစကားတွေကရှောက်အာချောင်ထားပြီးပြောထားပြီးအဲ့ချိန်မှာအဲ့ဖီးရတွေကိုဖီးရကိုကိုကယူဆိုယူဆိုပဲဖြစ်သွားရော အဲ့ဒါနဲ့ဒါလုံးဝချိန်မီကာမီလက်မကာမီနဲ့ကျွန်တော်မိနစ်30မိနစ်40လောက်ထိကျွန်တော်တို့အာဆင်နယ်ဘာမှမလုပ်နိုင်ခဲ့ဘူးနောက်ပိုင်းမှာလည်းအခြေဆက်လေးပြန်မိလာပြီးတော့ကျွန်တော်တို့ဒါအခွင့်အရေးလေးတချို့ရလာတာပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့နောက်တစ်ပိုင်းပြောချင်တာကကျွန်တော်အနေနဲ့ကဖြော်လင်းချက်ရှိသေးတယ်ဒုတိယကြောင့်ဘာလို့လဲဆိုရင်ဒီဒီကြောင့်ပါလည်းကြည်လိုက်အာဆင်နယ်မှာပါတီမပါဘူး PSG အနေနဲ့ကဟိုဥဆောင်ကိုလေးအစိုးရရထားတယ်ကစားသမားတွေကလည်းတော်တော်ကောင်းနေတယ်အနေထားမှာတောင်မှအာဆင်နယ်သူတို့အပြတ်မချေမုန်းနိုင်ဘူး အားလုံးပြောကြတဲ့အတိုင်းပဲအာဆင်နယ်မှာပါတီမပါနိုင်တဲ့နေရာ၃နေရာထိရော့သွားတယ်အဲ့နေရာမှာမှဥဒီကက်ကလည်းသင်္ကန်းဥဒီကက်လည်းပုံနေရဆိုတော့အဓိက main နေရာ၄နေရာလောက်ကအာဆင်နယ်ကအားနေနေတဲ့အချိန်မှာ PSG အနေနဲ့သူတို့သာတကယ်သူတို့ကတကယ်အကောင်းဆုံးပုံစံအကောင်းဆုံးကစားမဆင်းရှိနေတဲ့အချိန်ဒီမှာတောင်မှအာဆင်နယ်တဘိုးပဲတွင်းနိုင်ခဲ့တယ်သူတို့ပုံမှန်ဆိုနှစ်ဘိုးသုံးဘိုးလောက်သူတို့ပြအောင်တွင်းနိုင်ရမှာဥမာထားပါဆိုကျွန်တော်ဒီဟိုဟာ Real Madrid ကိုတွင်းခဲ့တဲ့အတိုင်းတော့ဒါပဲ Real Madrid တိုင်ပတ်နေတဲ့အချိန်မှာအာဆင်နယ်က၂ဘိုး၃ဘိုးတွင်းလိုက်တဲ့အတိုင်းပဲအဲ့လိုပဲ PSG က တို့တွင်းနိုင်တဲ့အနေအထားရှိတင်တာကိုတောင်းမှသူတို့မတွင်းနိုင်ခဲ့ဘူးအာဆင်နယ်ကတောင်းပြန်ဖြစ်ရအာဆင်နယ်ကတောင်းမှပြန်ပြီးတော့ကျွန်တော်ဒုတိယပိုင်းစားတဲ့အစအစချင်းလူကျုံကိုဆိုရလိုက်ပြီးဆိုအာဆင်နယ်ကတောင်းပြန်ပြီးကမ်ဘက်လာနိုင်တဲ့အနေအထားရရှိခဲ့တာအခွင့်အရေးလေးအာဆင်နယ်ရခဲ့တာဖန်တီးနိုင်ခဲ့တာဒိုမီနက်အင်းနဲ့ပူပြီးလုံနိုင်ခဲ့တယ်နောက်ဆုံးမိနစ်တွေရှိဆုံးပထမဆုံးမိနစ်တွေအဖဲ့ပြီးအဲ့တော့ကြတော့ဟိုဒုတိယကြော်မှာမျှော်လင့်ချက်ကအများကြီးရှိတယ်ကိုယ်စီမှာပါတီလည်းပါလာပြီး ဒီ PSG ရဲ့အကောင်းဆုံးအနေအထားနဲ့ Arsenal ရဲ့တော်တော်ညံ့နေတဲ့အနေအထားကတော့ PSG ကအပြတ်မချေမွနိုင်တဲ့အတွက်ဒုတိယကြောင့်မှကိုယ်ပါတီးပါပဲတကယ်ကိုယ့်ကို confidence ရှိရှိယုံကြည်မှုရှိရှိနဲ့တကယ် humble ဖြစ်ဖြစ်နဲ့ကစားမယ်ဆိုရင်အခွင့်အရေးအများကြီးရှိတယ်။ဒါတကြောင်ပြီးနောက်တစ်ခုက Adidas Adidas အနေနဲ့ဟိုဒီစနစ်ပိုင်းတွေပါတယ်ကောင်းတယ်အသေးစိတ်ကြတယ်ကျွန်တော်တွေတွေးကြုံမရှိရရရှိတာကျွန်တော်မပြောချင်ဘူး ပေါ့သူအနည်းဆုံးတော့သူလည်းအခုနီးပြလုံငန်း6နှစ်ရှိနေဒါဟိုစီမီဖိုင်နယ်ဆိုလည်းပထမဆုံးဆိုပြီးမှရှိမှချန်ပီယံလိပွဲတွေအများကြီးကံပြီးပြီးပြည့်ရှင်နဲ့လည်းတွေ့ပြီးဆိုတော့ဒါပေမဲ့ပြောချင်တာသူတချို့အဆုံးဖြတ်ချက်တွေကနားလည်ရခက်တယ်ဥမာတင်ပါဆိုရင်တိတ်ခနာကိုအချိန်နေမကောင်းဘူးဒန်ရန်နည်းနည်းရသလိုဖြစ်နေတယ်ပြီးရင်သူဒီအာကာဗရာခီလီယာကိုလည်းအကောင်းကောင်းမထိန်းနိုင်ဘူးပြာနေတယ်အဲ့လိုနေထားမှာဖန်ဝါကြီးဖစ်ဖြစ်ပြီးအသင်းစီနေနေထားမှာဆော့ဆော့စီလေးလက်လို့ရတယ်မိနစ်50 60နဲ့လေးလက်လို့ရတယ် AC ပဲ မလဲဘူးနောက်နောက်ဆုံးအထိမှလဲတယ်ပြီးနောက်တစ်ခုက clean your process ဘလို့မှဘလို့မှတုံးလို့မရတဲ့အနေထားအဲ့လိုအနေထားမှာဟို merino အထောင်မှာပို့ရမှာတည်တည်နေပပိုပဲနေ clean your process ကိုမိနစ်60အပြည့်အသုံးသွားတယ်ဖြစ်တဲ့နာက clean your process ကိုစောစောစီစီ56ကိုကရှုံးနေပြီရှုံးနေပြီဆိုရင်ကိုကအကောင်းဆုံးလူစားလဲတင်းနေအချိန်အား60 65မိနစ်ကလူစားလဲဖို့အကောင်းဆုံးပဲအဲကျွန်တော်မိနစ်20 30လောက်ကြံသေးတဲ့အတွက်အဲ့ လူသားလေးထားတဲ့လူသားဝင်တွေရဲ့အရှိန်နဲ့တန်ပိုးနဲ့ပြန်ပြီးတော့ကျွန်တော်တကြောပြန်လာနိုင်တဲ့အနေထားရှိတယ်မိနစ်20 30နောက်ဖုန်းမိနစ်မှာ10မိနစ်နဲ့ကပ်ပြီး9မိနစ်နဲ့ကပ်ပြီးလောက်တာကကြတော့ဟိုရုပ်တရက်ထားပါဆိုဟိုပထမဆုံးထိချက်နဲ့ကိုးသွားရပါရင်အခွင့်အရေးကြောင့်မရှိလာနိုင်ပေမဲ့ဒီကစားပုံပေါ်မှာမတက်ရဘူးနောက်ဆုံးမိနစ်9မိနစ်10မိနစ်လောက်ကမကစားပုံပေါ်မှာတက်ရောက်ရှင်နေဆိုရင်60 65လောက်ကနောက်ဆုံးလဲတင်တာအဲ့ချိန်မှာလီယန်နိုဆက်အစိုးရနဲ့ထုတ်ပြီးတော့ဟိုမှာအီတန်ဝန်တွေပဲဖြစ်ဖြစ်ထဲလိုက်သူ့ကို left နဲ့ right အေရိုကစားခိုင်းလိုက်မေရီနိုအထောင်တက်ခိုင်းလိုက် ဲ့ဒါမှတုံးမယ်ဘာလို့လဲဆိုတော့အာဆင်နယ်အေးကစားပုံကအခုဒီပွဲစဉ်မှာဆိုရင်အေးဟိုဟာကွင်းလယ်လောက်ကလည်းကန်တင်ပေးဟိုနောက်ဂိုးစီနောက်ကလည်းဂိုးစီကိုဘက်ဂိုးဘက်ထန်ကလည်းကန်တင်ပေးလုံနေအဲ့တော့အမြင်ပေါ်အကောင်းနဲ့ကောင်းအထိတ်ဆုံးမှထားလိုက်အဲ့လိုလုံးရမယ်ဟာဘာလို့ process ကိုအချိန်ပြည့်တော့လဲလဲနားမလဲဘူးအိုဒီကလေတာလဲတင်ပါတယ်ဆော့ဆော့ကြီးလဲတာရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့အိုဒီတစ်ခါတည်းပို့လဲတင်တာ process process လဲလိုက်ပြီဆိုရင်2000လောက်ကပို့ပြီးအားသာသွားမှာတယောက်ထည့်လိုက်လေတိုင်း2000လောက်အားသာသွားမယ်နေထားအောင် အာဒီဒါလုံးဝကိုတုံ့ဆိုင်ခဲ့တဲ့လူသားလေးကိုဆုံးဖြတ်ချက်တွေမပြတ်သားခဲ့ဘူးချင်းချန်ကိုထည့်အောင်မလားကျွန်တော်ရတယ်စတာလင်ထည့်လိုက်ရတယ်ဘာမှဖြစ်ဘူးဒါ fresh ဖြစ်နေတဲ့ခြေခြေတော့တွေပဲအဲ့တော့အာဒီဒါလေးနဲ့အဲ့ဒီဆုံးဖြတ်ချက်တုံ့တုံ့ဆိုင်နေဟာအဓိကသူကပွဲမစခင် pre plan တွေမှာကောင်းတယ်ဆိုပေမဲ့ဒါပွဲရင်း plan တွေမှာ game plan တွေမှာပွဲရင်းမှာဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်တွေမှာအာဒီဒါတော်တော်လေးကိုအားနေတော့တွေ့ရတယ်ဒါကလည်းကျွန်တော်အနေနဲ့ဟိုအာဒီဒါရဲ့ဒီဘယ်လိုပြောမလဲ ို behavior နဲ့လည်းသက်ဆိုင်မယ်လို့ထင်တယ်။ဘယ်လို behavior လဲဆိုရင် auditor ပွဲတွေမှာဆိုရင်အရင်ကစားသမားကြီးအဲဟိုပေးဒီပေးလိုက်ပြောလိုက်အော်အရင် emotion နဲ့ဖြစ်ဖြစ်နဲ့လိုက်လို့အဲ့လိုလုပ်နေတဲ့အချိန်မှာ auditor နေကပွဲပွဲတဝဲပေါ်ကို ACC ကြည့်ပြီးတော့ငါဘာပြောင်းရမလဲဘာလုပ်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်ချဖို့အတွက်ဒါအချိန်လုံးလုံးလောက် မရဘူးလို့ကျွန်တော်အနေနဲ့ထင်မိတယ်။ဘာလို့အမြဲတမ်းပြောနေဒါလက်တွေ့ဖြစ်ရပုံမှာပဲအမြဲတမ်းပြောနေអော်နေတဲ့အတွက်ဒီဟာကိုပဲသူကကြည့်ပြီးစဉ်းစားနေတယ်။သူ့အတွက်ဒီပွဲပေါ်ကိုဘာဘာလေးလုံးတင်လဲအေးစေးစေးကြည့်ပြီးပွဲပေါ်ပွဲကိုအေးစေးစေးကြည့်ပြီးတော့ဒီပွဲငါဘာလေးချင်းတင်ပြီးလဲဘာလေးလိုအပ်နေပြီးလဲဂိမ်းပလန်ဘယ်လိုပြောရမလဲဒီလိုမျိုးမှ view ဟာတွေပွဲရင်း view ဟာတွေစဉ်းစားဖို့အတွက်သူ့မှာအချိန်မရှိဘူး။သူ့မှာဟိုစိတ်စိတ်ကူးမရှိဘူး။ပြောချင်တာသူဒီသေးပဲအအောင်အပြင်းနေတာအဲ့အဲ့ဟာလေးကိုအတန်နေနေနေပါပါ short တင်တယ်။ ဟိုသူများနေဟိုမှာမျက်စိစုဝင်စုလို့ရှော့တာမရှော့တာအဲ့ဒါကျွန်တော် human side ဘယ်သူပဲမျက်စိစုဝင်မှုစုစုမစုစုဒါကိုအတင်းအတွက်ကိုပြောနေတာအာဒီနိုင်းနဲ့အဲ့ဒီပွဲတွင်းမှာအဲ့လိုမျိုး emotion နဲ့ဖြစ်ဖြစ်နေအပေါ်လုံးအလုံးတိုင်းကို like or like ပြောနေတာမျိုးရှော့ပြီးတော့တကယ်ဒါပို့ပြီး effective ဖြစ်မဲ့ game plan တွေဘယ်လိုချိန်ရမလဲဘယ်လိုလူစားလဲမှုတွေဖြစ်ချိန်မှာလောက်မယ်ဒါမျိုးတွေကိုမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ACC အချိန်ယူပြီးတော့တချို့အချိန်တွေမှာစိတ်အေးတက်တာနဲ့ချိန်ယူပြီးတော့ ဒါစဉ်းစားသိတဲ့အချိန်လဲဒါပွဲတွေမှာအတိုင်းတိုင်းရှိတည်တယ်လို့ကျွန်တော်တို့လည်းမြင်မိတယ်။အဒါကတော့ကျွန်တော်ဒီ PSG နဲ့ Arsenal တို့ရဲ့ပထမကြော့ပွဲစဉ်မှာဒုတိယကြော့ဆိုရင်ကျွန်တော်အနေနဲ့မျှော်လင့်ချက်ရှိလာမင်းကျွန်တော်ယုံကြည်ချက်အပြည့်ရှိတယ်ရှိတယ်ကစားမရတဲ့ယုံကြည်ချက်ရှိရှိကစားမယ်ဆိုရင်တကူတော့ကတော့ဘာမှမဆိုဖြစ်သွားနိုင်တယ်အထူးသဖြင့် PSG သားဒီလိုပထမကြော့ပုံစံတိုင်းကစားမယ်ဆိုရင်ကျွန်တော်အာဆင်နယ်နောက်တစ်ဆင့်တက်တယ်ဒါ PSG အနေနဲ့ဒုတိယကြော့မှာဒီထက်ပိုကောင်းမယ်ဆိုရင်တော့ကျွန်တော်မပြောတယ်ဘာမှဒီဒီပထမကြော့တိုင်းသာကစားမယ်ဆိုရင်ကျွန်တော်မကြောက်ဘူး PSG ကိုအဲ့လောက်ကြီးရှိအဲ့တော့ဒါတော့ကျွန်တော် ဒါပွဲပြီးသုံးတစ်ချက်ကိုလုပ်လိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်